ားလုံးမင်္ဂလာပါနောက်ထပ်ဗီဒီယိုတစ်ခုနဲ့ကြိုဆိုပါရစေကျွန်တော်နဲ့တူအချိန်ယူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အများကြီးတင်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေဒီကနေ့ကျွန်တော်ဘာကြောင်းနဲ့ပတ်သက်ပြီးတော့ဒီမှာရှိတဲ့ညီကောင်မောင်မတွေကို sharing လုပ်ခြင်းလဲဆိုတော့ Jesus is king not president เนาะယေရှုဖျားကเนาะယေရှုခရစ်တော်ကဘယင်ဖြစ်တယ်เนาะ president မဟုတ်ဘူးเนาะအာနာရှင်လက်မဟုတ်ဘူးဘယင်ဖြစ်တယ်ဆိုတော့ဘယင်လို့ပြောတဲ့အခါမှာ ဘယင်းနဲ့ president နဲ့နော်နိုင်ငံကောင်းဆောင်နဲ့ပါကွာလေနော်အဲ့ဒါပြောပြချင်တယ်အရင်ဆုံးဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံလဲကျွန်တော်တို့ဒီဒီဘာလဲနယ်ချက်ချင်းခံခဲ့ရတယ်ပေါ့နော်ဆိုတော့အင်္ဂလိပ်တွေနော်ဂျပန်တွေဆိုတော့အာလူဒီဘယင်းဆိုတာအရင်ဆုံးဘယင်းဆိုတာဘာလဲအရင်ပြောပြဘယင်းဆိုတာက president နဲ့မတူဘယင်းဆိုတာကဘယင်းကတနိုင်ငံလုံးကိုပိုင်တယ် အဲ့ဒီနိုင်ငံထဲမှာရှိတဲ့လူအားလုံးရဲ့အသက်ကိုလည်းပိုင်တယ်စီးစိမ်လည်းပိုင်တယ်မြေလည်းပိုင်တယ်အကုန်ပိုင်တာဘယင်ကနော်ဒါဒါရှိခဲ့တုန်းကကျွန်တော်ဘယင်တွေရှိခဲ့တဲ့အတာ history ဘယင်ဆိုတာကတနိုင်ငံလုံးကိုပိုင်တယ်သူမပိုင်တဲ့ဟာမရှိဘူးနော်တရုတ်ဇကားတွေပါလေလက်ကြည့်လို့ရတယ်နော်ကျွန်တော်ဇကားတွေကြည့်တဲ့ခါကျတော့ဘယင်ကပါလေအကုန်လုံးတိတ်ဆိုးဆိုးတိတ်သူလက်ညှိုးထိုးတဲ့နေရာမှာရေဖြစ်တယ်သူခိုင်းတဲ့တိုင်းသူပြောတဲ့တိုင်းသူလုပ်တဲ့တိုင်းအကုန်ဖြစ်တယ်အဲ့ဒါဘယင်ဖြစ်တယ် နော်အခုဒီကျွန်တော်တို့ဒီအမေရိကတွေမှာတမရတွေပါတွေကနော်သူတို့မှာဩဇာအာဏာတော့ရှိတယ်ဒါပေမဲ့ဘယင်လူမျိုးဩဇာအာဏာရှိတာမဟုတ်သူတို့ကဒီဟာတွေမပိုင်ဘူးနော်သူတို့ကယာထုရှိတယ်လူတွေကသူတို့ကိုတင်မြှောက်ထားတာဖြစ်တယ်နော်အချိန်တိုင်းလူတွေမကြိုက်သူတို့ကိုပြန်ဆွဲနှုတ်လို့ရတယ်ဘယင်ကြတော့ထီးနှန်းကိုအဲ့လိုတင်ပေးတာမဟုတ်သူကမျိုးရိုးစင်စစ်နဲ့လာရတာဘယ်သူမှရွေးကောက်လို့မရဘူးနော်ဘယင်ဆိုတာကဟိုဘယင်ဆိုတာကဖြစ်တာ เนาะရွေးကောက်တာမဟုတ်သူကဘယင်ဖြစ်တာဆိုတော့ပြီးတော့ဘယင်စီကိုလာတဲ့ခါကျရင်အမြဲတမ်းလက်ဆောင်ဘန်တာနဲ့လာရတယ်အလကားလာလို့မရဘူးဘယင်နဲ့တွေ့တော့မယ်ဆိုเนาะဘယင်ဒီစီကိုတွားတဲ့ခါကျရင်ဘယင်ဒီစီကိုလာတဲ့ခါကျရင်လက်ဆောင်တစ်ခုခုအမြဲတမ်းပါလာရတယ်ဘယင်ဆိုတာက အားလုံးကိုပိုင်တယ်မြေအကုန်လုံးကိုပိုင်တယ်အဲ့ဒါကြောင့်ကျွန်တော် ကျွန်တော်ဒီကျွန်တော် history ဒီမှာတမိုင်းနေမှာလူတွေကပါတနိုင်ငံနဲ့တနိုင်ငံစစ်တိုက်ပြီးဆိုပါလို့လေအဲ့ဒီဘရင်တွေကိုဖမ်းသွားတယ်เนาะဖမ်းသွားတယ်ပြီးတော့ဗာလဲအဲ့ဒီမှာသူတို့အုပ်ချုပ်တဲ့ဗာလဲသူတို့ရဲ့အုပ်ချုပ်ရေးမှုတယောက်ထားလိုက်တယ်ဆိုတော့ဘရင်အဖြစ်တင်မြောက်တယ်တမောက်တဆုံတယောက်ပေါ့เนาะဆိုတော့သူတို့ကအဲ့လိုလုပ်လိမ့်ရှိတယ်ဆိုတော့ဘရင်ကဘလောက်ထိတကိုးပါလဲဆိုတော့ तू ပြောတဲ့အတိုင်း तू လုပ်တဲ့အတိုင်း तू ရဲ့စိတ်ကဥပဒေဖြစ်တယ် ဘယင်ဘယင်ရဲ့ပြောတဲ့စကားဘယင်ပါဇက်ကနေထွက်တဲ့စကားကပါလဲဥပဒေဖြစ်တယ်နော်ဘယင်ကအခုတမျိုးတော်ကြတမျိုးဆိုလဲဒါဘယင်ရဲ့စကားကပါလဲဒါဥပဒေတစ်ခုဖြစ်သွားတယ်ဆိုတော့ကျွန်တော်တို့ဒီတမရအရင်နဲ့မတူတာကအဲ့ဒါဖြစ်တယ်တမရတွေကြတော့လူတွေကတင်တယ်လူတွေကဆွဲချလို့ရတယ်ဘယင်ကြတော့သူ့ဟာသူမင်းကောင်းဆိုနိုင်ငံကောင်းစားတယ်မင်းဆိုရင်နိုင်ငံဆိုးတယ်နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီမှာဘယင်နဲ့ president နဲ့မတူတဲ့ချက်ကိုကျွန်တော်ပြောပြနေတာဖြစ်တယ်ဆိုတော့ကျမ်းစာထဲမှာကျွန်တော်သခင်ယေရှုကို president လို့မပြောထားဘူးเนาะသခင်ယေရှုကဘာလဲဘယင်တကာရဲ့ဘယင်အရှင်တကာရဲ့ရှင်သခင်တကာရဲ့သခင်เนาะဘယင်ဖြစ်တယ်เนาะယေရှုခရစ်တော်ပထမအချိန်ကြွလာတော့ကတော့เนาะဘယင်အနေနဲ့လာတာပေါ့တိုးငယ်အနေနဲ့လာတာသူကဘာလို့ပူလာ excuse me ဘာလို့ပူလာလဲဆိုတော့တလောကလုံးရဲ့အပြစ်ကြွေးတွေအားလုံးကိုစပ်ပေးဖို့တိုးငယ်အနေနဲ့လာတာเนาะ ယေရှုခရစ်တော်ကတေချင်းမြစ်ဆုမှာကိုအောင်မြင်ပြတော့ပါဖြစ်လဲကောင်းကင်နိုင်ငံတက်တော့ဒုတိယအကြိမ်ပြန်လာတဲ့ခါကျတော့သူအဲ့လိုမျိုးလာတော့မှာမဟုတ်ဘူးတိုးတငယ်ကဲ့သို့လာတော့မှာပေါ့ Lion of Judah ချင်းတိတ်ကဲ့သို့လာတော့မှာဖြစ်တယ်အစီရင်ဖို့လာတော့မှာပရင်အနေနဲ့ပြန်ကြွလာတော့မှာဖြစ်တယ် hallelujah အဲ့ဒီအချိန်ကျကျွန်တော်တို့ကနော်ယေရှုခရစ်တော်ဖျားရဲ့နော်ဘရင်ဖက်ကချမ်းပါနော်အာ Son of Judah နော်ဒါဝိမင်းကြီးရဲ့ဌိနာကိုဆက်ခံမယ်ဒီ ယေရှုဘက်မှာနေဖို့အရေးကြီးတယ်เนาะသူ့ရဲ့ယန်သူဘက်မှာဆိုပါလဲသူ့စကားတခွန်းပြောလိုက်တာ ਨੇ တောင်ပါလဲမြင်းရဲ့ယင်လောက်ရှိတဲ့သွေးကလွှမ်းလုံးလွှမ်းမယ်လို့ပြောပြားလိုက်ချားနဲ့မှာရေးထားတာနော်ဆိုတော့အရန်တကိုးထက်မယ်เนาะဘယ်သူမှသူ့ကိုပြန်ဖက်မရှိဆိုတော့ကျမ်းစာထဲမှာသခင်ယေရှုကဘယင်ဖြစ်တဲ့အတွက်သူကဘယင်ရဲ့ဩဇာအာဏာတွေကိုသူသုံးခဲ့တယ်ကျွန်တော်မြေကြီးပေါ်မှာလာတော့ကသူတတ်သေးတွေပြခဲ့တယ်ပြောပြခဲ့တယ်ဘယ်လိုလုပ်တယ်ဆိုတာသူပြောပြခဲ့တယ် နော်ဆိုတော့အဲ့ဒါကိုကျွန်တော်ပြောပြချင်တယ်ဆိုတော့ဒီနေ့ believers authority number 3ဖြစ်တယ်နော်ဆိုတော့ number 3မှာက Jesus is king is the president နော်ယေရှုခရစ်တော်ကဘုရားဖြစ်အရှင်ဘုရင်ဖြစ်တယ်နော်ရွေးကောက်ထားတာမဟုတ်ဘယ်သူမှလည်းရွေးကောက်တာမဟုတ်ဘုရင်ဖြစ်တယ်အာမင်ဆိုတော့ဂျမ်ပိုက်လေးတစ်ခုရေးသွားရအောင်ကျပိုက်ထဲမှာအိုင်ဇာယအခန်းကြီး9ထဲမှာပါလို့လဲအကြောင်းမူကားငါတို့ဖိုးသူငယ်ကိုဖွားမြင်၏တဲ့ငါတို့ကသားကိုပေးတနာတော်မထိုးသူသည် အုပ်ဆိုးခြင်းအာနာဆက်ရှိလိမ့်မယ်ဒါကခရစ်မတ်မှာကျွန်တော်အမြဲတမ်းဆိုနေကြเนาะနာမတော်မူကအောအဖွဲတိုင်ပေပဲတကိုးကြည့်တော့ဘုရားသခင်ထာဝရဘငိန်သက်ခြင်းရှင်ဟုခေါ်ဝေါ်တမှုခြင်းကိုခံတော်မူလိမ့်မည်ဒါဝိမင်းဤယာဇပလင်ပေါ်မှာထိုင်၍နိုင်ငံတော်ကိုနောင်ကာလအစဉ်မပြတ်တရားတော်အတိုင်းဖြောက်မတ်စွာစီရင်၍အမြဲတည်စီတော်မူမိကြောင်းအာနာတော်တိုးတက်ခြင်းနဲ့ငိန်သက်တော်မူခြင်းသည်အနိစ္စနိစ္စအမြဲရှိလိမ့်မည် ကောင်းကင်ဘိုလ်ရှိရှိထာရဖျားဒီအလိုတော်အားကျိထူအမှုကိုပြီးစီးစေတော်မူပြီဆိုတော့ဒီဟာကပါလေယေရှု excuse me ယေရှုခရစ်တော်ဖျားကပါလေဘယင်ဖြစ်တဲ့အကြောင်းเนาะသူကအုပ်ဆိုးချစ်အာနာရှိမယ်เนาะကဘာဆက်ဆက်သူအုပ်ဆိုးမှာဖြစ်တယ်ဆိုတော့ယေရှုခရစ်တော်ဖျားမြေကြီးပေါ်မှာကြွလာကျွန်တော်ဥပမာတကင်ရှုကဒီမြေကြီးပေါ်မှာလာတော့ကအာနမိတ်လက္ခဏာ38ခုလောက်เนาะအနည်းဆုံးကျွန်တော် တိတလောက်ပေါ့နော်မှန်လားတော့မသိဘူး39ခုတော့ရှိတယ်အဲ့ထက်မှာအာတခင်ယေရှုကသူဘယင်ဖြစ်တဲ့အကြောင်းတက်သေးပြတဲ့အကြောင်းအရာလေးတွေကျွန်တော်အနေငယ်တချို့ကိုကျွန်တော်ကောက်နှုတ်တင်ပြခြင်းနဲ့နော်ဆိုတော့ပထမအဆုံးကိုကျွန်တော်ဘယ်ဟာကိုပြောပြခြင်းလဲဆိုတော့ရှေမာကုခရစ်ဝါခါကြီး7မှာမနေ့ပြန်နေ့ဗိတနီမှာယောမပြန်ကြဆင်တွင်စာမွတ်တော်မူအယွတ်နဲ့ပြည့်စုံသောတင်းပေါ်တဖန်းပေကိုအဝေးကမြင်လင်းတဲ့တင်းပေါ်တဖန်းချင်းစွတ်ချိန်ကာလမရောက်သေးသောကြောင့်ထိုအပင်၌အသီးကိုတွေ့ကောင်းတွေ့လိမ့်မည်ဟုကြွသွား၏ ရောက်တော့ကရက်ကိုတာတွေ့တော့မှရှိယခုမှဆိုင်အစီမပြတ်သိင်းအသီးကိုအဘယ်သူမှမစားစင်နဲ့ဟုမိတ်တော်မူဆိုတော့อืมကျွန်တော်နောက်တစ်ဖက်မရေးလိုက်မိဘူးဆိုတော့မတ်အတရားမှာတော့ဖျားချောင်းသွားတယ်ပိတ်မှတော့မှတန်ရှင်းရေလုပ်တယ်တန်ရှင်းဆိုတာဟိုမဟုတ်မတရားလုပ်နေတဲ့လူတွေကိုရှင်းတယ်ပြီးတဲ့နောက်မှာမတ်ဆက်တက်20ဝန်းကျင်လောက်မှာပါဖြစ်လဲတပည့်တော်တွေက excuse me excuse me petru ကပြောတယ် ကိုတော့ကိုတော့ချိန်ဆတဲ့အပင်ကတေပါပြီလို့ပြောတဲ့ခါမှာเนาะဆိုလိုတာကသခင်ယေရှုကဒီမြေကြီးပေါ်မှာเนาะအပင်နေเนาะတင်းပေါ်တဖန်ပေကိုတေလို့ပြောလိုက်တယ်နဲ့ဗာလဲတေတယ်ဆိုတော့ခုနကကျွန်တော်ပြောဘယင်ဆိုတာကဗာလဲသူပဇက်ကဥပဒေဖြစ်တယ်ဆိုတော့သခင်ယေရှုကအပင်ကိုဒီကနေ့စပြနေ့အပင်ဘယ်သူမှမစားစေနဲ့လို့ပြောလိုက်တဲ့ခါမှာအဲ့ဒီအပင်ကတေသွားတာဖြစ်တယ်เนาะဆိုတော့လောကဘယင်တွေကတော့အပင်ကိုပြောတေချင်မှတေမယ်ဒါပေမဲ့ယေရှုခရစ်တော်ဘုရားကဗာလဲ ဘယင်တကားရဲ့ဘယင်ရှင်တကားရဲ့ရှင်ဖြစ်တယ်နော်သူကောင်းကင်နေကြီးစัจ java လာတခုလို့သူပါဇတ်နဲ့ပဲဖန်ဆီးခဲ့တာဖြစ်တယ်နော်အလင်းဖြစ်စေကောင်းကင်နဲ့မြေကြီးဖြစ်စေနော်ယေရှုကဖျားဖြစ်တဲ့အကြောင်းတော့ရှင်ဘယင်ဘယင်တကားဘီဖြစ်တဲ့အကြောင်းကိုအဲ့လိုတတ်သိပြခဲ့တာဖြစ်တယ်အပင်ကိုပါလဲတဲ့အတီးကိုဘယ်သူမှမစားစေနဲ့လို့ပြောလိုက်တယ်အဲ့ဒီပင်ကတည်သွားရတာဖြစ်တယ်โอเคနောက်တစ်ခုနောက်တစ်ခုကျတော့ရှင်လူကခရင်ကခန်းကြီး9မှာเนาะအာလုံးတိပိတာเนาะတရတော့ကာကေဒန် threat အိုင်နာမှာရက်တော်မူ၏လူများတို့လူများတို့သည်ဖျားသခင်တို့ကပတ်တရားတော်ကိုနားထောင်ခြင်းကကိုတော်အနိတုတိုးဝင်ကြစဉ်တွင်ကာနာမှာဆိုက်တော်လေနှစင်းကိုမြင်တော်မူ၏တံငါတို့သည်လေထဲကထွက်တော်ပိုက်ကိုတို့ကိုဆေးကြောလက်နေကြ၏ထိုလေတွင်ရှိမုံ၏လေထဲသို့ဝင်တော်မူပြီးလျှင်လေကိုကာနာမှာအနှဲငယ်ခွာဖွင့်စေခြင်းကရှိမုံကိုအခွင့်တောင်းတော်မူ၏ထိုလေပေါ်မှထိုင်လျက်လူများတို့ကိုဆုံးမဩဝါဒပေးတော်မူ၏ စကားတော်ပြတ်တော့ခါရေနဲ့ရာတို့ရွှေဦးလို့ပိုက်ကုံကိုချ၍ငါးကိုအုပ်ဆန်းလို့ရှိမုံကမိတ်တော်မူရှိမုံကလည်းတခင်ကျွန်တော်တို့ဒီတ냐လုံးစူးစားတော်လဲတကောင်ကုန်မြတ်မရပါသူရတွင်အမိတ်တော်ရှိလေပိုက်ကုံကိုချပါမည်ဟုလျှောက်လေထိုသူချပြီလေအလိုများစွာသောငါးတို့ဒီအုပ်မိတစ်ဖြစ်ပိုက်ကုံဒီဆုပ်ပြတ်ဆရှိအချားတော်လေးနဲ့စင်းနိုင်ရှိသောအပေါင်းပေါ်တို့ဒီလာ၍ကုန်ကြီးစီခြင်းကသူတို့ကမှပေးတဲ့ဖြစ်သူတို့ဒီလာ၍လေးနဲ့စင်းနစ်လူမတန်ငါးနဲ့ပြည့်စေကြ၏ ရှီမုန်ပီထရုသည်မြင်လင်ယေရှု၏ပစစ်တော်ကိုဦးတိုက်၍တခင်အကျွန်ုပ်သည်အပြစ်များသောသူဖြစ်ပါ၏အကျွန်ုပ်စီမထွက်ကြတော်မူပါဟုလျှောက်လေ၏အဘယ်ကြောင့်ဤသူလျှောက်သည်ဟုမူကားအုံမီတော်ငါးများကိုထောက်သည်ဖြင့်ရှီမုန်နှင့်သူ၏အပေါင်းပေါ်ဇေဘေဒဲဤသားယာကုပ်နှင့်ယောဟန်မှစ၍ရှီမုန်နှင့်ပါသမျှသောသူတို့သည်မိန်မောတွေ့ဝေခြင်းရှိကြ၏ယေရှုကလည်းကြောက်ရွံ့ခြင်းမရှိနှင့်အသင်သည်ယခုမှစ၍လူတို့ကိုဖားမိတော်သူဖြစ်လိမ့်မည်ဟုမိန်တော်မူ၏ ကားနားမှလေးကိုစိုက်ပြီးလေထူသူတို့သည်ရှိသည်များတို့ကိုစွန့်ပြေးနောက်တော်တို့လိုက်ကြ၏ဆိုတော့ဒီနေရာမှာကျွန်တော်အဓိကဘာပြောချင်တာလဲဆိုတော့ယေရှုကပါလေပေထရုတို့တ냐လုံးငါဖမ်းတယ်မရဘူးဒါမဲ့ယေရှုကပြောရေနဲ့ရာကိုရွှေ့ gives me ရေနဲ့ရာကိုရွှေ့เนาะပိုက်ကုံကိုချလို့ပြောတော့ငါအများကြီးရတယ်ဆိုတော့ကျွန်တော်အဓိကပြောချင်တာကပါလေဆိုတော့ ယေရှုကတငါတဲ့မဟုတ်ဘူးဘေထရုတို့ကတငါတဲ့เนาะဆိုတော့တငါတဲ့ကငါအကြောင်းပို့တိမှာပေါ့တခင်ယေရှုကပါတိမလဲဒါပေမဲ့တခင်ယေရှုပြောလိုက်တဲ့စကားမှာရေနဲ့ရာကိုရွှေ့ပါပြီးတော့ပိုက်ကုန်ကိုချလို့ငါးတွေမြိုက်ဆိုလိုတာကတခင်ယေရှုပြောလိုက်တဲ့ငါးတွေကိုသူ comment လုပ်လိုက်တယ်အဲ့ဒီကရေနဲ့ရာမှာသွားတယ်เนาะအဲ့ဒီမှာငါเนาะတော့ဖတ်တခင်ယေရှုငါးတတ္တဝါတွေကတခင်ယေရှုရဲ့စကားကိုနားထောင်တာဖြစ်တယ်အာမင် ဘယင်ရဲ့စကားကိုနားထောင်တာဖြစ်တယ်ကျွန်တော်ဇက်ကားတွေမှာတွေ့တယ်ဘယင်ကတိတ်စေရှင်းစေဆိုဖြစ်တယ်လို့ပဲတခင်ယေရှုပြောတဲ့စကားမှာငါးတွေကလိုက်နာတာဖြစ်တယ်အာမင်ခုနကတော့ကုန်းပေါ်မှာရှိတဲ့အပင်ကတခင်ယေရှုစကားကိုနားထောင်တယ်အခုရေထဲမှာရှိတဲ့ငါးတွေကဘာဖြစ်လဲယေရှုရဲ့စကားကိုနားထောင်တယ်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ဘယင်ဆိုတာက authority ရှိတယ်အာဏာရှိတယ်အာမင် excuse me ဆိုတော့ဘယင်ကဘာဖြစ်လဲ excuse me authority ရှိတယ်အာဏာရှိတယ်เนาะ तू ပြော तू ပြောတဲ့ဟာပြောတဲ့အတိုင်းဖြစ်လာတာဖြစ်တယ် amen ဘယင်ရဲ့စကား amen ဆိုတော့နောက်နောက်ကြောက်ပိုက်တစ်ခုတွားရအောင်နောက်ကြောက်တစ်ခုက look အခန်းကြီး shit မှာပြောလိုက်ဆိုတော့ ။တနေ့တနာယေရှုဒီတပည့်တော်နဲ့တို့လေထဲဝင်အိုက်တပတ်တို့ကူးကြားကုန်အောင်ဟုမိန့်တော်မူပြီးလေ။အိုက်ကူကူတော့ကယေရှုဒီကျိန်းဆက်တော်မူ။အိုက်၌မိုးတက်မောင်တိုင်းဖြစ်လေ။လေသည်ရင်နဲ့ပြေးတော့ကြောင့်ဘေးရောက်လူ၏။တပည့်တော်တို့သည်ချင်းကပ်၍ကိုတော့ကိုနှိုးပြီးလေ။တခင်တခင်ကျွန်တော်တို့ဒီပျက်စီးခြင်းတို့ရောက်ရောက်ပါ၏ဟုရှောက်ကြတော်။ကိုယ်တော်ဒီထား၍လေနဲ့လိုင်းတပိုးကိုဆုံးမတော်မူသည်ဖြစ်လေနဲ့လိုင်းတပိုးသည်ငိမ့်၍တာယာလေ၏ ကိုတော်ကလည်းတင်းတို့ယုံကြည်ခြင်းစိတ်ဒီအဘယ်မှာရှိသနည်းဟုမေးတော်မူလေသူတို့သည်ကြောက်ရွံ့အောင်ဤသူကအဘယ်သူနည်းလေနဲ့ရေကိုပင်မာထားတော်မူ၏သူတို့သည်နားထောင်ပါသည်တကားဟုအချင်းချင်းပြောဆိုကြဆိုတော့လေမုံတိုင်းနေလေမုံတိုင်းနေလေနဲ့ရေကိုပင်မာထားအဲ့ဒါဘယင်ဖြစ်တယ်ဘယင်ပြောတဲ့စကားကနော်ဒါကျွန်တော်တို့မဆိုင်ပါဘူးနော်ဘယင်က तू ပြောတဲ့စကားက तू ပြောတဲ့အဟာက เนาะလက်ညှိုးထွန်ညွန်ရရေဖြစ်တယ်เนาะလေနဲ့ရေကယေရှုပြောလိုက်တဲ့စကားကိုနားထောင်ရတာဖြစ်တယ်ငိမ့်ဆိုငိမ့်တယ်အာမင်ဆိုတော့ပထမတစ်ချက်ကဘာလဲအပင် ကစကားနားထောင်တယ်အခုရေထဲမှာရှိတဲ့ငားတွေကစကားနားထောင်တယ်အခုဘာလဲရေနဲ့လေကလည်းယေရှုဖျားရဲ့စကားကိုနားထောင်တယ် ကောင်းကင်မြေကြီးစัจ java လာကိုဖန်ဆင်းတဲ့ဘယင်တကားရဲ့ဘယင်အရှင်တကားရဲ့ရှင်ယေရှုခရစ်တော်ဖျားတက်ရှိတမင်အားလုံးကသူ့ရဲ့စကားကိုနားထောင်တာဖြစ်တယ်။အာမင်။ဆိုနောက်တစ်ခုသွားရအောင်။နောက်တစ်ခုနောက်တစ်ခု။ Okay လုကခန်းကြီးလေး။ဂါလိလဲပြည်ကပီရနာတို့ရောက်လေမြို့တို့ရောက်လေဥပုန်နေ၌အဟုတ်ဆုံးမဩဝါဒပေးတော်မူ၏။အာနာနဲ့ဟောတော်မူသောကြောင့်ပရိသတ်တို့သည်ဒေသနာတော်ကိုအလိုအောက်ဩကြ၏။ ထိုတရားစီရင်၌ညှိညူသောနတ်ဆိုးဆွဲတော်သူတယောက်ရှိ။အိုးနာဇရက်မြို့သားယေရှုကိုရောသည်အကျွန်ုပ်နဲ့ဘယ်သို့ဆိုင်သနည်းအကျွန်ုပ်တို့ကိုဖျက်ဆီးခြင်းကလာသလော။ကိုရောသည်အဘယ်သို့ဖြစ်ဒီကိုကျွန်ုပ်သိပါ၏။ဖျားသခင်ဤတန်ရှင်းတော်မူသောသူဖြစ်ဒီကိုအကြီးသောအတန်နဲ့ဟစ်ကြော်လေ၏။ယေရှုကလည်းတိတ်ဆိတ်စွာနေလော့သူ့ရထဲကထွက်သွားလို့ဆုံးမတော်မူလင်နတ်ဆိုးတွေထူထူကိုလူမြလည်း၌လဲချရေးဘေးဥပမပြုတ်ပဲထွက်သွားလေလူပေါ်တို့ဒီမိမောတွေ၍ဤစကားတည်းပဲသို့သောစကားနည်း ညင်ညူးသောနှတ်တို့ကိုအာနာတကိုးနဲ့မာထားတော့သူတို့တွေထွက်သွားကြသည်တကားဟုအချင်းချင်းဆွေးနွေးပြောဆိုကြ၏တရင်တော်တွေလည်းပတ်ဝန်းကျင်ရဲ့တိုင်းနှံ့ပြားကြော်စောလေ၏တဲ့ဟာလေလုယာဆိုဒီနေရာမှာဘာဖြစ်လဲဒီလောကကိုနော်စာတန်ညင်ညူးသောနှတ်စာတန်ရဲ့လောက်ရက်တွေ excuse me ယေရှုကပြောလိုက်တဲ့အခါမှာဘာဖြစ်သွားလဲ ထွက်သွားရတာဖြစ်တယ်ဆိုတော့အပင်တွေကယေရှုရဲ့စကားကိုနားထောင်တယ်ငါးတွေကရေထဲမှာရှိတဲ့ငါးတွေကယေရှုစကားကိုနားထောင်တယ်လေကလည်းယေရှုစကားကိုနားထောင်တယ်ရေကလည်းယေရှုစကားကိုနားထောင်တယ်အခုနတ်ဆိုးတွေကလည်းယေရှုစကားကိုနားထောင်ရတာဖြစ်တယ်ဆိုလိုတော့ကဘယင်ယေရှုခရစ်တော်ဘုရားကဘယင်ဖြစ်တဲ့အတွက်အရာခတ်သိမ်းအလုံးကနော်ဘုရားရဲ့စကားရှင်ဘယင်ရဲ့စကားကိုနားထောင်ရတာဖြစ်တယ်ကျွန်တော်ပြောပြမယ် နားမထောင်တာဘသူတွေပဲရှိတယ်တိလားလူတွေပဲရှိတယ်ယေရှုဖရာရဲ့စကားဘယင်တကာတို့ရဲ့ဘယင်အရှင်တကာတို့ရဲ့ရှင်ရှင်ဘယင်ယေရှုရဲ့စကားကိုနားမထောင်တာဘသူတွေလူတွေပဲရှိတယ်အာမင်သူအသက်ပေးပြီးကဲတင်တယ်ဒါပေမဲ့လူတွေကသူ့စကားကိုနားမထောင်ကြဘူးအာမင်ဆိုတော့ဒီကိ believers authority ယုံကြည်သူတွေမှာရှိတဲ့အခွင့်အာဏာเนาะ ယေရှုခရစ်တော်ကဘယင်ဖြစ်တယ်ဆိုတာပါလေယေရှုခရစ်တော်ကဘယင်ဖြစ်တဲ့သူ့ရဲ့အာဏာတကိုးတွေအကုန်လုံးအာမင်သူလုံနိုင်ခြင်းတွေအကုန်လုံးကိုပါလေကျွန်တော်အရင်တပတ်တုန်းကလည်းကျွန်တော်ပြောပြတယ်မြေကြီးပေါ်အာကောင်းကင်အောက်မှာရှိတဲ့အခွင့်တကိုးအာဏာအလုံးတခီကျုကသူ့လက်ထဲမှာရှိတယ်တဲ့ဆိုတော့ခုနကကျွန်တော်ပြောပြသွားတဲ့အခွင့်အာဏာတကိုးတွေအလုံးကိုတခီရှုကပါလေကျွန်တော်တို့ကိုပေးလိုက်ပြီဖြစ်တယ်အာမင်ကျွန်တော်တို့ထဲမှာရှိတယ် ကကဘာကုံတိတောင်ငါတို့နဲ့တူရှိယေရှုခရစ်တော်ကငါတို့နဲ့တူရှိတယ်အာမင်ရှင်မာကုခရစ်ဝါခါကြီးစချောင်းမှာပါတယ်ယုံကြည်တော်သူနဲ့ဖြစ်လာတတ်သောနမိတ်လက္ခဏာကိုဘုကနော်နေမကောင်းတော်သူမှနာကုတ်ကြီးလင်ဂျမ်းမာစင်မဲ့နတ်ဆိုးတို့ကိုနှင်ထုတ်ကြမယ်ကျွန်တော်တို့ကိုအခွင့်အာဏာတကိုးတွေပေးထားပြီးသားဖြစ်တယ်နတ်ဆိုးတို့ကိုနှင်ထုတ်ကြလော့အာမင်တကီယေရှုကခုနသူလောက်နိုင်တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့လည်းလောက်နိုင်တာဖြစ်တယ်ဂျမ်းစာနောက်ဆုံးတစ်ပိုက်လေးပြောပြမယ်ဒီဟာလေးနဲ့ကျွန်တော်โอเคဂျွန်ဆယ်လေးမှာဗာရေးထားတယ် ငါမန်ကန်ဆိုဒီကငါကိုယုံကြည်တော်သူဒီငါပြုတော်မှုတို့ကိုပြုလိုက်ပြီထူအမှုထက်သာ၍ကြီးတော်မှုတို့ကိုလည်းပြုလိုက်ပြီဆိုတော့သခင်ယေရှုကကျွန်တော်တို့ကိုပါပြောတာသူဒီဟာတွေကိုလှုပ်ခဲတယ်အပင်တွေကိုလည်းစကားပြောနိုင်တယ်နော်ငါးတွေကိုလည်းရေထဲမှာရှိတဲ့တတ္တဝါတွေကိုလည်းစကားပြောနိုင်တယ်ရေကိုလည်းစကားပြောနိုင်တယ်လေကိုလည်းစကားပြောနိုင်တယ်နတ်ဆိုးတွေကိုလည်းအမိတ်ပေးနိုင်တယ်ကျွန်တော်တို့ကိုလည်းသခင်ယေရှုကပါလဲငါပြုတဲ့အမှုကိုတင်တို့ဒီပြုကြလိုက်မယ် ာမင်ယေရှုခရစ်တော်ဘုရားကတူလုတ်တဲ့ဟာတွေထက်ကျွန်တော်တို့ကိုကြီးမားတဲ့အမှုကိုလုပ်ဖို့အလိုရှိတာဖြစ်တယ်တချို့တွေကအဲ့ဒီဂျမ်ပိုက်ကိုဘယ်လိုပြတာပြလို့သခင်ယေရှုကအီဝဂလိတရားမဟုတ်ဘူးလေငါတို့ကအီဝဂလိတရားဟောတယ်အဲ့တော့ဂျမ်းစာကိုဖတ်တာငါပြုတ်တဲ့အမှုသခင်ယေရှုပြုတ်တဲ့အမှုကပါလေနမိတ်လက္ခဏာတွေအာမင်လောကသားတွေကမယုံကြည်သောသူတွေကဘာကြောင့် ကျွန်တော်တို့ယုံကြည်သူတွေစကားကိုနားမထောင်တာလဲဆိုတော့ယေရှုပြုတဲ့အမှုတွေကျွန်တော်တို့အသက်တာထဲမှာမြင်တွေ့မနေရလို့ဖြစ်တယ်ကျွန်တော်ပြောပြမယ်အခုဒီခေတ်မှာတော့အခုမိတ်ဆွေကျွန်တော်ကိုကြည်နေတယ်ဆိုရင်နော် online တွေကြော်ကြားတွေဘာတွေအများကြီးရှိတယ်လူစိတ်ဝင်စားအောင်လုပ်လို့ရတယ်နော်ဒီခေတ်ဒီမှာတခင်ယေရှုခေတ်မှာတော့နော်ကြော်ကြားလည်းမရှိဘူး internet လည်းမရှိဘူးနော် ad နေတဲ့ဘာမှလုပ်လို့မရဘူးနော်ဟို short လေးတွေနဲ့လည်း promotion လုပ်လို့လည်းမရဘူးဒါပေမဲ့တခင်ယေရှုက ဘာကြောင့်တော့သူ့ခစ်မှာတော့ဟာသူရှိတဲ့ချိန်မှာတကဘာလုံးကိုလွှမ်းမိုးရတယ်လဲဆိုတော့တခင်ယေရှု ပြုတ်ခဲ့တဲ့ခုနအချက်တွေကြောင့်ဖြစ်တယ်အာမင်အာအောဖော်ရနမိတ်လက္ခဏာတွေအာမင်တခင်ယေရှုသူပြုတ်တဲ့အရာတွေအကုန်လုံးကဘယင်တယောက်ရဲ့အခွင့်အာဏာကိုအသုံးပြုပြီးတော့အလုတ်လုတ်တဲ့အရာတွေကြောင့်လူတွေက တခင်ယေရှုကိုစိတ်ဝင်စားလာတာဖြစ်တယ်အာမင် အဲ့ဒါတွေကလူတွေကိုကဲတင်ချင်းပေးလာဆိုတော့အဲ့ဒါကကဲတင်ချင်းကိုတော့မပေးပါဘူးဒါပေမဲ့အဲ့ဒီအရာတွေကဘာဖြစ်လဲလူတွေကိုစိတ်ဝင်စားတဲ့အခါမှာယုံကြည်မှုအတွက်ပါလဲအကောင်းဆုံးတော့ပါလဲဟို sample เนาะအာမြည်စမ်းဖို့အခွင့်အရေးဖြစ်တာဖြစ်တယ်ယုံကြည်ဖို့အတွက်เนาะဖြစ်လာတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့ကတက်တာထဲမှာကျွန်တော်တို့ကဘုရားသခင်ယေရှုခရစ်တော်ပြကအာ ခုနကတော့ကျွန်တော်ရှီယောအခန်းကြီး၁၄မှာကျွန်တော်တို့ပါပြောထားတယ်။ငါပြုတ်တော်မှုကိုပြုတ်လိုက်မယ်တဲ့။ဆိုတော့ပြောဆိုလိုတာကပါလေကျွန်တော်တို့အပင်တွေကိုလည်းစကားပြောနိုင်တယ်။နော်အမိတ်ပေးနိုင်တယ်။ရေထဲမှာရှိတဲ့တတ္တဝါတွေကိုလည်းအမိတ်ပေးနိုင်တယ်နော်။လေကိုလည်းမိတ်ပေးနိုင်တယ်။ရေကိုလည်းမိတ်ပေးနိုင်တယ်။နတ်ဆိုးတွေကိုလည်းအမိတ်ပေးနိုင်တယ်။ကျွန်တော်တို့မှာအခွင့်အာဏာရှိတယ်။အဲ့ဒီအခွင့်အာဏာတွေကိုအသုံးပြုပြီးတော့ဘာလုပ်ရမလဲ။ယေရှုပြုတ်တဲ့အမှုတွေကိုကျွန်တော်တို့ကပြုတ်ရမှာဖြစ်တယ်။အာမင်။ကျွန်တော်မာကုစာတိ27 23 24မှာပါပြောတယ် ဘာပြောဘာပြောလဲဆိုတော့အချင်းသူဒီယုံမသောစိတ်နဲ့ကိုမိမိဆိုသည့်အတိုင်းဖြစ်မျိုးယုံကြည်လျက်ထိုတောင်ကိုနေရာမှရွှေ့တော့ပင်လယ်၌ကြာတော့ဟုဆိုတဲ့ထိုသူဆိုသည့်အတိုင်းဖြစ်လိမ့်မယ်သခင်ယေရှုကခုနကသူပြုလုပ်ခဲ့တဲ့သူ့ရဲ့ principle ဒီအလုံးကိုဒီချပိုင်နဲ့ညီကုန်းချုပ်ခဲ့တယ်ဘာလဲယုံမသောစိတ်နဲ့ကိထိုတောင်ကိုနေရာမှရွှေ့ပင်လယ်၌ကြာတော့ဟုဆိုလေထိုသူဆိုသခင်ယေရှုကသူပြောတဲ့ဟာမှာတမယုံကြည်ခြင်းနဲ့ပဲလုပ်ခဲ့တာဖြစ်တယ် အာမင်ဆိုတော့ကျွန်တော်အသက်တာထင်းမှာเนาะယုံကြည်ခြင်းနဲ့ celebrate လမ်းတော်ဖို့လိုအပ်တယ်တခိယေရှုပြုတ်တကယ်တော့ကျွန်တော်အသက်တာထင်းမှာပါလဲတခိယေရှုကျွန်တော်နဲ့တူရှိပြီးတော့ပါလဲကျွန်တော်လည်းတခိယေရှုလုတ်တကယ်တော့လုတ်နိုင်တဲ့သူတွေဖြစ်တယ် hallelujah တခိယေရှုကဲ့သို့အပေနေကိုလည်းအမိန်ပေးနိုင်တယ်เนาะကျွန်တော်တို့အသက်တာထဲမှာလိုအပ်တဲ့ငွေရေးကြေးလာ၊ကျန်းမာခြင်းလာ၊နော်ပရိုမိုးရှင်းလာအရာခတ်သိမ်းကိုကျွန်တော်တို့ကပါလဲအမိတ်ပေးနိုင်တယ်အာမင် ကျွန်တော်တို့ကအာနာအမိတ်အာနာနဲ့ကျွန်တော်တို့လုတ်ပိုင်ခွင့်ရှိတယ်ကျွန်တော်တို့မှာတခင်ယေရှုကအမိတ်ပေးထားတာဖြစ်တယ်အာမင်ဟာချောင်းဆိုးတဲ့ဟာယေရှုနာမ၌ငါနေထုတ်တယ် be healed in jesus name အာမင်ဟုတ်ပြီဆိုတော့ဒီကနေ့ believers authority number 3နော်1 2 3 3ပါယေရှုကရှင်ပြန်ဖြစ်တယ်ယေရှုရဲ့စကားကိုအရာခတ်သိမ်းကနားထောက်တကယ် ကျွန်တော်ရဲ့စကားကိုလည်းအားလုံးကနားထောင်ရတာဖြစ်တယ်ကျွန်တော်ဘက်ကဘာလို့ရမလဲ practice လုပ်ဖို့လိုအပ်တယ်အာမင် so the believers authority number 4 jesus is the king not president ဆိုတဲ့အကြောင်းအရာလေးနဲ့ကျွန်တော် sharing လုပ်လိုက်ပါတယ်ဖျားသခင်ကောင်းချီးပေးပါစေနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ကျွန်တော်ရဲ့ဗီဒီယိုကိုကြိုက်တယ်ဆိုရင် like and share လုပ်ပေးပါ jesus မြတ်တည်ပါတယ်